ီဘွားမှလည်းသူနဲ့အတူတူနေရတာစိတ်ချမ်းသာတယ်။နောက်ဘွားတွေမှလည်းပဲသူနဲ့ပဲအတူဖြစ်ချင်းတီဘွားမှလည်းသူနဲ့တွေ့ချင်းတွေ့ရတယ်။နောက်ဘွားမှလည်းပဲသူနဲ့ပဲဆုံစည်းချင်းဆိုတော့အဲ့ဒီမှာဘဝဆက်တိုင်းဆုံစည်းတဲ့ဤလေးကိုမြတ်စွာဘုရားဟောထားတယ်။အဲ့ဒါလေးကိုမှတ်တယ်။ဘဝဆက်တိုင်းဆုံစည်းနိုင်တဲ့ဤကိုမြတ်စွာဘုရားဟောတယ်။အဲ့ဥပဒေကဥပဒေကမှမျိုးတို့ ဇနီးမောင်နှံနှစ်ယောက်စလုံးဒီဘဝမှာလဲဆုံစည်းခြင်းနဲ့နောက်ဘဝမှာလဲဆုံစည်းခြင်းနဲ့ဆိုလို့ရှိရင်နှစ်ယောက်စလုံးတူလေးတူရှိရမယ်သမတ္တတာရှင်ကြည်မှုသရတရားချင်းတူဖို့လိုတယ်သမတ်သီလကိုကျင့်သီလလည်းတူရမယ်သမတ်စာကစွန့်ကြဲမှုဒါနကောင်းမှုလှုပ်ထားခြင်းနဲ့တူရမယ်သမတ်ပညာ အသိပညာချင်းနဲ့တွေ့ရမယ်အဲ့တော့တတ္တရဲ့သီလရဲ့စာရရဲ့ပညာရဲ့ကုသတရားတွေထဲမှာဒါတွေကအရေးကြီးတယ်။ယုံကြည်ချက်တွေ့ရမယ်ကိုချင်းသီလတွေ့ရမယ်စာကဆိုရက် generosity လူတဲ့တန်းတဲ့အခါလူမှုတန်းမှုအနှမြောမရှိဘဲနဲ့စွန့်ကြပေးကတဲ့အခါဒီစိတ်ဓာတ်နဲ့တွေ့ရမယ်ပညာတို့နဲ့တူဒီ ဝိပဿနာနဲ့ပသက်တဲ့ပညာထက်မြက်တဲ့ပညာလုံးသိနာမလုံးသိနာကိုသိတဲ့ပညာကံကံအကျိုးယုံကြည်လက်ခံတဲ့အသိပညာအဲ့ပညာရင်းနဲ့တူရမယ်လို့ဆိုတာအကယ်၍အဲ့ဒီတူလေးတူတူမယ်ဆိုရင်တဲ့ဒီဘဝမှာလဲဆုံတွေ့ကြမယ်နောက်ဘဝမှာလဲပဲဆုံတွေ့နိုင်တယ်တဲ့အပြားလားဆက်ရရဒီတရားလေးကိုခေါ်လိုက်တာသူ